အင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ် March 15ရက်နေ့ရနေ့21ရက်နေ့အတွင်းမှာရံများမယ်တိုက်ခတ်များမယ်စိတ်ပင်ပန်းလူပင်ပန်းဖြစ်မယ်မှန်းနာနဲ့လက်တွေ့ကဟမယ်ငကိုစီစဉ်ထားတာမဖြစ်ဘူးစက်ပစ္စည်းတွေဒီချင်းသွားမွေနဲ့လက်ထဲရောက်ပြီးမှပြတ်သွားမယ်ပစ္စည်းမလောင်တဲ့ဈေးပက္ခစားနဲ့လက်ထဲပစ္စည်းရောက်ပြီးမှဈေးချဆင်းသွားတတ်တယ် လုံးလက်စနေထားပဲထိပြီးရှေ့တို့လို့ပါသူတပားကြောင့်ကိုယ်ရည်ရွယ်ချက်တွေနှောင့်နှေးခြင်းတွေဖြစ်တတ်တယ်ကိုယ်အကျံစီသူမြောက်မပြောရအောင်ကိုလုံးနေတဲ့လမ်းကြောင်းတွေသူမြောက်လမ်းမပြရအောင်ကိုကကိုပဲအေးချမ်းချမ်းလှုပ်သွားပါပြောပဲဆိုစနေတကြလုံးနိုင်လေအချိုးပေးလေသို့သို့သိသိလုံးနိုင်လေအချိုးပေးလေဖြစ်မယ်အတိုက်ခံတွေအလုံးကိုကြော်ပြီးတော့လူပြည့်စုံခြင်းကိုကြုံနိုင်တယ် ဘေးဒီမေးခြင်းတဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကို အသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုယ်တိုင်ကိုယ်ကျလူတွေလာမေးတဲ့အတွေ့အကြုံမျိုး ရရှိအောင်စူးစမ်းပေးထားတယ်။ဒါကြောင့်စမ်းစမ်းနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းတင်ပြပါမယ်။ဒါပေမဲ့15ရက်နေ့ကတော့ရံပြဿနာတွေနဲ့ထိတ်တိုက်တွေ့ရတတ်တယ်။အသွမ်းလာနေတဲ့လေဂယူဆိုင်ရမှာ အဲ့ဒီအနောက်ရသွားစရာနေဒီရှိတတ်တယ်မတော်တဆနေဒီရှိနေတယ်အထူးသဖြင့်နေ့တနိုင်ခွဲနဲ့သုံးနိုင်ကြသွားလာကျူဆက်မယ်16ရက်နေ့ကသစ္စာဖောက်တဲ့သူတွေနဲ့တွေ့တယ်စကားမတီးတဲ့သူတွေနဲ့တွေ့တယ်ဂတိပြက်တဲ့သူတွေနဲ့တွေ့တယ်အစိုးသက်ခံကြီးမှနှောက်ရက်ချိတတ်တယ်16ရက်နေ့မှာထူးခြားတဲ့ပြောင်းလဲမှုနဲ့ဒုတက်မှုရှိတယ်ရှင်မကြအောင်မြင်မဲ့ခက်ခဲကြုံလာပြီးတော့လိုရာပြည့်စုံမယ်16ရက်နေ့ရန်ကြားတွေကတက်လန်းပေါ်မယ် ရန်နောက်ဆက်တွေနဲ့ရန်ပြဿနာဟောင်းတွေပြန်လဲဖြစ်ရှင်းရတယ်မယိုးမသားလို့တဲ့သူတွေနဲ့တွေ့တတ်တယ်အဲ့ဒီနေ့မှာပဲမတော်တဆန့်ညည်းတဲ့ဂယူဆက်ရမယ်အရှိမရောက်ရကုတ်သွားစရာနေရှိတတ်တယ်မနေ့လေးနိုင်ခွဲနဲ့6နိုင်ကြာညနေလေးနိုင်ခွဲနဲ့6နိုင်ကြာအသွာလန်တွေတန်ကျူဆက်ရမယ်19ရက်နေ့မှာတော့အလုံးစုံကန်တက်တယ်အလိုပြည့်စုံခြင်းတိုးတက်ခြင်းနဲ့အောင်မြင်ခြင်းတွေရှိမယ်20ရက်နေ့ကတော့ ရန်ပတိဘက်ကတွေကြော်ပြီးလိုရာပြည့်စုံခြင်း၂၁ရက်နေ့ငွေကြေးကလုပ်ငန်းကစီးပွားကံဘဝကံထူးခြားစွာတိုးတက်ခြင်းနဲ့အရာရာဆင်ပြေခြင်းတို့ရဲ့အနစ်သာရကိုကြုံတွေ့နိုင်ပါတယ်ဒီကဏ္ဍအတော်တွင်မှာဂျာသာပတိနေ့သောကြာနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူများကြောင့်စိတ်နှောင့်ရှစ်ဖြစ်တတ်တယ်အပြာရောင်ပန်းရောင်ဒီရောင်ချက်သွေးရောင်တို့ကိုသုံးမှ36ခုကနေတွေကိုသုံးဆွနိုင်ပါတယ် ကောင်းကျင်းကံကြမ္မာနဲ့အစဉ်ပြေမှုများရစေဖို့အတွက်နေအေကန်းထဲမှာရှိတဲ့ထိုင်ကုန်ချို့ပရိဘောဂအချို့နေရာရွှေ့ရှားလိုက်ပါထူးခြားတဲ့ကံတွေရှိလာပါမယ်ကျေးဇူးတင်ပါတယ်